မင်္ဂလာပါရှင်ကျမဒီ next level you channel လေးကိုစပြီးဖွင့်တဲ့အချိန်မှာကျမတိထားတဲ့ပညာရပ်ကလေးတွေကိုအခြားသူတွေသိပါစေရောဆိုတဲ့ရည်ရွယ်ချက်နဲ့သာပြုလုပ်ခြင်းဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲကျမဒီ YouTube ပြည့်ပေါ့နော် copyright အကြောင်းတွေကိုကျမမကျွမ်းကျင်သေးဘူးပေါ့ကျွမ်းကျင်သေးတော့ကျမ copyright strike တစ်ချိန်ထိပါတယ်တစ်ချိန်ထိတဲ့အတွက်ကြောင့်မလို့တပတ်ပိတ်ခြင်းကိုခံရရတယ် ဒုတိယမြောက်တစ်ချိန်ထိတယ်ဆိုရင်နှစ်ပတ်ပြိတ်မှာပါတတိယမြောက်တစ်ချိန်ထိတယ်ဆိုလို့ရှိရင်သူက channel ကိုပါဖြုတ်ချလိုက်မှာဖြစ်ပါတယ်အော်ကျွန်မက music လေးတွေတင်ပေးတဲ့အခါမှာ music နဲ့ပတ်သက်ပြီးဘာမှတော့အခုချိန်ထိမထီသေးပါဘူးသို့တော်လည်းပဲကျွန်မအနေနဲ့ပေါ့နော်အတိထားပြီးပြုလုပ်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မအခုဟို music အစားပေါ့နော်နောက်တစ်မျိုးလေးကျွန်မစဉ်းစားလိုက်တယ်အဲ့ဒါကပါလဲဆိုတော့ အာအခြားသူတွေလိုပဲပေါ့နော်စာအုပ်ကလေးတွေကိုဖတ်ပြတဲ့ audio file လောက်တာပေါ့နော်ဒါပေမဲ့ကျမကအခြားသူတွေရဲ့စာအုပ်ကိုမဖတ်ဘဲနဲ့ကျမကိုယ်တိုင်ရေးခဲ့တဲ့ဒီတုဒ္ဒရတအဆောင်းပါးလေးတွေကိုပေါ့နော်ဖတ်ပြသွားခြင်းပါတယ်အဲ့တွဲကျမဒီနေ့ဆောင်းပါးလေးတပုတ်ကိုရွေးချယ်ထားပါတယ်ရှင်ဆောင်းပါးရဲ့အမည်ကတော့နှစ်သက်မှဆ ảy ၍လူတိုင်းကိုချစ်စေခြင်းပါသည်ဖြစ်ပါတယ်ဆောင်းပါးမှာပါဝင်တဲ့သူနှစ်ဦးကတော့အတော်ဖြစ်သူနဲ့ လေးတန်းအရွယ်တူလေးဖြစ်ပါလေရှင်။ဆောင်းမကိုစဖတ်ပြပါမယ်ရှင်။အန်လေးရေအန်လေးအရှိအေကန်းစီမတူကလေးဤခေါ်တန်းကြားလိုက်တဲ့အခါမိဖို့ချောင်းထဲမှာဟင်းအုံးမွေနေရာမှာရောင်းမကိုဂိုင်လျက်ကလှည့်ကြည့်လိုက်ရင်ဟဲ့ဘာဖြစ်လာတာလဲ။အန်လေးနှင်းချက်နေတယ်လေ။ကျမကိုတူတူမတွေကအန်တီလေးလို့ခေါ်တာကိုအမြန်ခေါ်တဲ့အခါ ုလိုပဲအန်လေးတို့တီလေးတို့မျိုးမျိုးသူတို့ခေါ်ကြတယ်လို့ခေါ်ပေမဲ့ကျမမာလည်းသူတို့အန်တီလေးလို့ခေါ်တာပဲဆိုပြီးထူရတာပါပဲကြာတော့ကျမလည်းသူတို့ခေါ်တယ်လို့ပဲပြန်ပြောမိတော့တယ်ကဲပြောဘာအရေးကြီးလာတာလဲတာခုပဲအင်စာတွေလုံနေရင်ရေယူကနားထောင်လိုက်ရတယ်လူကိုတက်ရင်တယောက်ပဲတည်တယ် တဘာဝပတ်ဝန်းကျင်ကိုတက်ရင်အလုံးသိမယ်။တဘာဝပတ်ဝန်းကျင်ကိုတက်ရင်ငရေကြီးတယ်လို့ပြောတယ်။အဲ့ဒါအသားကိုရှင်းပြပါ။အဲ့ဒီချိန်မှာပဲတူလေးရဲ့အဖေကျမရဲ့အကိုကညီမလေးရေမင်းရဲ့တူကိုရှင်းပြလိုက်ပါ။ငါ့ကိုလာမေးတယ်။မင်းတော်လေးကို သွားမေးလို့ပြောလိုက်တယ်။ဒါဆိုခုအနေထမင်းကျရင် ိုးပိုးပွားပွားတို့တွေနဲ့ထမင်းစားကြမယ်။အလေးပြားပါချစ်ကူပြီလို့ညာ7နာရီလောက်မှာတတကြိုက်တဲ့ဆင်ရွှဲမကင်းကိုအလေးမနဲ့ကဈေးကဝင်လာတယ်။အဲ့ဒါစားရင်းနဲ့တတသိကျင်တာတွေအလေးပြုတ်ပြမယ်။အခုအင်စာတွေတားလို့အောင်တော့ဟုတ်ကဲ့တကယ်တော့ဒီမှာတူလေးဟာစတုထထန်းចောင်းသားပဲရှိပါသေးတယ်။ញံကလည်းကောင်းတော့အတန်းထဲမှာလည်းအမြဲပထမရတယ်။အရာရာကိုစူးစမ်းနေလာတတ်တယ်။ မသိတာရှိရင်အကျွေးမထားပဲမေးလေရှိတယ်။ခုလေသူသိကျင်တာကိုချက်ချင်းလာမေးတယ်။ညကြရင်တော့လူကြီးလူကောင်းနဲ့ဆွေးနွေးရတော့မှာပေါ့။အန်လေးပြီးပြီလား။အေးအေးရေခဲတက်တာထဲမှာချွတ်ချွတ်အိမ်နဲ့မုန်းထုတ်ရှိတယ်။မုန်းကိုပကံထဲထည့်ပြီးတသားကယူလာခဲ့။အန်လေးကသုံးမွေးနဲ့သုံးမွေးထိုးအပ်ယူလိုက်အောင်မယ်။ပြီးရင်ချွတ်ချွတ်အိမ်ခုံကိုအမိုက်ပုံးနဲ့တိချသွားထည့်နော်။ဟုတ်ကဲ့ပါအန်လေး။ ကျွန်မတို့တွေ့နေအောင်အင်ကြီးကလာတာဆောင်လေးမှာတင်ပြပြလေးခင်ပြီးသူလေးကမုံစာ ကျွန်မကသူ့မွေထိုးရင်းနဲ့ကျွန်မတို့ရဲ့မဟာစကားဝိုင်းကြီးကိုစတင်ဖွင့်လှစ်လိုက်ပါတယ်။ကေတတာညနေကသိကျင်တာတွေကတဘာဝပတ်ဝန်းကျင်ဆိုတာဗာလေလူကိုတတ်ရင်တယောက်တည်းသေးပြီးတဘာဝပတ်ဝန်းကျင်ကိုတတ်ရင်ဘာကြောင့်အားလုံးသေးတာလဲဘာကြောင့်ငြင်းကြည့်ရတာလဲ အဲ့ဒါကိုပြောတာမှလားဟုတ်ကဲ့ဒါဆိုတသားကိုတသားပဝန်းညင်မှာရှိတဲ့လေရေမြေအပင်လေးတွေတိရစ္ဆာန်လေးတွေနဲ့ပတ်သက်တာတွေပြောပြမယ်။အဟုနာမှာရှိနေတဲ့ဘွန်ဆိုင်ဥငယ်နဲ့အလားဆိုင်တဲ့တက်ကြီးပင်ပူပင်လေးတွေကိုတသားချစ်တယ်နော်။အရန်ချစ်တယ်အန်လေးဒီပင်လေးတွေကိုဒီနေရာမှာထားတာကိုတသားဘယ်လိုထင်လဲ။အန်လေးအလားကြိုက်လို့ထားတယ်လို့ထင်တာပဲ။ နောက်ရောဟင်အင်းမသိတော့ဘူးဒါဆိုတသားကိုနောက်တစ်ခုမေးမယ်တသားအသက်ရှူတဲ့အခါဘာတွေရှူထုတ်လဲကလေးလေးတောင်မေးရင်သိတယ်လေကိုရှူတာပေါ့အန်လေးရဲ့ဟုတ်ပါတယ်အဲ့ဒီတသားရှူလိုက်တဲ့လေကိုအောက်ဆီဂျင်လို့ခေါ်တယ်တသားရဲ့ကေတာတရှူပြီးပြန်ထုတ်လိုက်ရင်ရောတပြင်းချတယ်လို့လုပ်ကြည့်လိုက်တသားတို့ ကလေကိုရှူတာပဲတိထားတာကိုရှူထုတ်ပြလိုက်တာကိုတတိမာမထားမိကြတာထုတ်လိုက်တာရောတိလန်းတာအန်လေးကလည်းလေကိုရှူတာနေပဲပြန်ထုတ်တာပေါ့အန်လေးခုနကပြောတဲ့အောက်ဆီဂျင်ပေါ့ဟုတ်ဘူးတသားရဲ့အန်လေးတို့တသားတို့ရှူပြီးထုတ်လိုက်တဲ့လေကိုကာဗွန်အောက်ဆိုက်လို့ခေါ်တယ်ဒါဆိုရှူတာကအောက်ဆီဂျင်ထုတ်တာကကာဗွန်အောက်ဆိုက်ဟုတ်တယ်ဟုတ်ဟုတ်မှာအန်လေးတို့အိမ်ရှိကတစ်ပင်ကြီးတွေ ခုနကပုံဆိုင်လိုအပင်လေးတွေသိနံပင်တွေကအောက်ဆီဂျင်ကိုထုတ်ပေးတယ်။လူနဲ့တရိစံတွေကအဲ့ဒီအောက်ဆီဂျင်ကို ရှူပြီးအသက်ရှင်တယ်။အန်လေးတို့ရှူထုတ်လိုက်တဲ့ကာဗွန်အောက်ဆိုက်ကိုသစ်ပင်လေးတွေကယူပြီးအသက်ရှင်ရတယ်။ဒါဆိုသားသားတို့ရှူထုတ်မှသူတို့အသက်ရှင်တာပေါ့နော်။အဲ့လိုလဲပြပြောလို့ရမလဲလေ။ဆက်ယုံအလုံးယုံတွေလေပတ်တဲ့အခါမှာပဲဖြစ်ဖြစ်သားကူကူကြီးတို့စီးတဲ့ဆိုင်ကယ်တွေရဲ့အိတ်စိုးကပဲဖြစ်ဖြစ်ကာဗွန်အောက်ဆိုက်တွေထွက်တယ်။ ။ရည်တော်ဝါကုန်းတော်ဝါတွေကလည်းကာဗွန်နိုင်အောက်ဆိုက်ထွက်တယ်လေ။အသာမုံလဲဆောင်းလေမုံတုံးကိုဇွန်ဖြင့်ကောစားရင်ပါဇက်ထဲမှာရှိတဲ့မုံမကုန်းငင်မှာပဲဘလုံးမထွေးနဲ့ပြောလိုက်တာကတော့တတတိပြီးဒီပင်လေးတွေဆိုက်ရတဲ့ဒုတိယရွေချက်ကတတတို့အိမ်ထဲမှာနေတတ်အောင်မလား။အိုးတခါဒီပင်လေးတွေဒီမှာထားဖို့လို့တော့ပြပီကအောက်မှာထားဖို့ပြောတယ်။အန်လေးကလေတက်အောင်လို့ကိုလေးလို့ပြောတာတတကြားလိုက်တယ်။ ဒါပေါ်တသားရဲ့ခုနကအလေးပြောတဲ့ကာဗွန်နိုက်အောက်ဆိုက်ကကမ္ဘာလေထုထဲမှာရှိတဲ့နာထက်ပိုလာရင် global warming လို့ခေါ်တဲ့ကမ္ဘာကြီးပူနွေးလာတယ်။ကမ္ဘာကြီးပူနွေးလာရင် climate change လို့ခေါ်တဲ့ရာသီဥတုတွေပြောင်းလဲလာမယ်။ air pollution လို့ခေါ်တဲ့လေထုညစ်ညမ်းမှုကိုအဓိကဖြစ်စေတာကတော့ sulfur dioxide ဓာတ်ငွေပေါ့။သူက DSS ဓာတ်အဘိဆက်ယုံ၊ဂျီနန်ချက်ဆက်ယုံ၊တန်ယီဂျိုဆက်ယုံ၊ကြောက်ပတ်ဆက်ယုံတွေကနေထုတ်လွှတ်တဲ့တသားရဲ့ကဲတသားကို ရေချောင်းပြောပြမယ်ရေချောင်းဘာတွေချဘူးလဲ